Okay ဒီမှာကျွန်တော်ခဏရစတက်မနိုးဆိုတဲ့အဲဗီဒီယိုလေးကိုဖြည့်ထားတာသူကဒါထပ်မိမိထားတဲ့ယောက်ကနော်အဲစတက်နဲ့မီတာဘလောက်မှာဥပမာ80သို့မဟုတ်80ကျော်ကိနေဆိုရင်60ကျော်ဆိုရင်နိုးမနိုးပါဘယ်လိုกว่าလဲတဲ့မီတာစကင်းနဲ့ရှင်းပြပါလားတဲ့တေယိုဘင်း1 1 2ဖတ်ယူယူပါတဲ့ Okay အဲ့တော့အဲသူမေးတဲ့80 80ဆိုတာဘယ်လိုမီတာနဲ့ဘယ်လိုနေထားအောင်မေးရတော့မသိဘူး အဲဒါပေမဲ့ကျွန်တော်ရှင်းပြခြင်းနဲ့မီတာနဲ့ scale ဆိုတော့ကျွန်တော်ပြောပြပေးပါမယ်เนาะအဓိကတော့ကျွန်တော်တို့ကအခု set ဆိုးတော့မယ်ဆိုရင်ပတိဟုတ်ကဘယ်နှဖို့အထိတောင့်ခံထားနိုင်လဲပုံမှာမူတည်ပါတယ်အဲဒါသူကတော့အဲ့ဒါကိုမေးရလို့ကျွန်တော်သုံးသပ်ပါတယ်เนาะအဲ့တော့မေးတဲ့လူနဲ့ကျွန်တော်တို့ဒါအဲဒီခါကျရင်ကျွန်တော်နားလေသူဖြေပေးလိုက်ပါမယ်အဲသူမေးထားတာမီတာနဲ့တိုင်းထားပြီးရင်သူကပတိဟုတ်ကဘယ်လောက်မှာ set no မယ်လို့သူမေးထားတာထင်တယ်အဲ့တော့ကျွန်တော်ဖြေပေးရမှာကအဲ set ဆိုးတဲ့အချိန်မှာမော်တာကြောင့်လားဘက်ထရီကြောင့်လားသိဖို့ဒါအဖြေခွဲခြားဖို့သူမေးရလို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဘိုးမီတာလေးရှိမယ် အဲ digital ပဲဖြစ်ဖြစ် analog ပဲဖြစ်ရှိပါလိမ့်မယ်ဘတ်ထရီတစ်လုံးတန်းလိုက်မယ်ဆိုရင်12ဘူ13ဘူဝင်ကျင်မှာရှိပါလိမ့်မယ်ဒါကတော့ digital ဆိုတော့စနစ်သမားဘလောက်ဆိုအတိအကျရှိပါလိမ့်မယ် analog မှာတော့အဲ့လက်တန်နဲ့ဖြစ်တဲ့အတွက်အတိအကျကြီးတော့ခုနလို digital လို့ကြည့်မရဘူးပေါ့ဗျာဒါပေမဲ့ခုနက80မဟုတ်80ကျော်ကြီး60ကျော်ကြီးဆိုတော့ तू ကဘယ်လိုမီတာမေးရတော့ကျွန်တော်တကယ်မသိပါဘူးเนาะအဲ့တော့ကျွန်တော်တို့ digital meter analog meter ဘူမီတာတန်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဲဘတ်ထရီတစ်လုံးက ကောင်းတယ်မကောင်းတယ်ဆိုတာခဏဘိုးနံပါတ်ကိုကြည့်ပြီးတော့ပြောလို့မရသေးပါဘူးကြည့်လိုက်မယ်ဆိုရင်ဘိုးနံပါတ်မှာကျွန်တော်တို့က73ဘို14ဘိုးရှိနေပါလိမ့်မယ်အဲ့ဒါကောင်းတယ်လို့ပြောလို့မရသေးပါဘူးစတက်ဆွဲတဲ့အချိန်မှာအဲ့ဒီခဏ73ဘိုးရှိနေတဲ့ပတိပြနေတဲ့ဘိုးရိတ်ကကျွန်တော်မီတာကိုကြည့်ထားပြီးစတက်နှိပ်လိုက်မယ်ဆိုရင်ဘလောက်ဒီဆင်းသွားလဲဒါဘလောက်မှသူ노တယ်လဲဆိုဒီလိုမေးလို့ကျွန်တော်သုံးသပ်မိပါတယ်အဲ့ဒီတော့ကျွန်တော်ဖြည့်ပေးရမှာကခုနက digital ပဲဖြည့် analog ဖြည့်ကျွန်တော်မီတာနဲ့ဘက်ထရီကိုထောက်ထားလိုက်မယ် စနဘုတ်73ဘုတ်ဝင်ခြင်းပြပါလိမ့်မယ်ဒါကတော့ပတိရဲ့ရှိနေအားပေါ်မူတည်ပြီးတော့ပြမယ်အနေချင်းတော့ကွာပါလိမ့်မယ်เนาะအဲကျွန်တော်ကစနဘုတ်အောက်ကြလို့မကောင်းဘူးလည်းပြောလို့မရအောင်เนาะစနဘုတ်အောက်ကြနေပြီးနိုးတဲ့ order တွေရှိပါတယ်အဲ့တော့ကျွန်တော်ကဘယ်ပမာဏကနိုးမလဲဆိုတော့ဘယ်ပမာဏကပတိကိုကောင်းလဲမကောင်းလဲပြောအောင်မယ်ဆိုရင်တော့ခုနမီတာရှိတဲ့မီတာနဲ့တစ်ခုနဲ့ထောက်ထားပါပတိကိုစက်တက်ဆွဲကြည့်ပါ အဲမော်တာလဲရင်လဲလဲမယ်မလဲရင်လဲမလဲဘူးမော်တာလဲပြီးတော့ဆက်မနှိုးရင်လဲမနှိုးဘူးဒါသူမော်တာရဲ့အပိုင်းတခြားဟိုပလက်မီပိုင်းတစ်ပိုင်းပေါ့ဗျာဘက်ထရီကဘယ်ပမာဏဘယ်လောက်ကြံရင်ကောင်းလဲမကောင်းဘူးဆိုတာကျွန်တော်ကဘက်ထရီတစ်လုံးဟာ12ဘို့73ဘို့အထိရှိနေမယ်ပြနေမယ်စတက်ဆွဲလိုက်ရင် အနိုင်ဆုံးနိုင်ဖို့ဝင်ကျင်တော့ကြံတင်ပါတယ်။ဒါဆိုရင်အဲ့ဗီဒီယိုမစိုးသေးဘူးလို့ပြောလို့ရတယ်။ဒါကလည်းမော်တာရဲ့အတွက်တဲ့ပုံမူတည်တယ်။မော်တာတွက်ရင် မော်တာကောင်းရင်တိတ်မကြဘူး။မော်တာမကောင်းရင်မော်တာအားစားနေလေးနေတော့ပို့ပြီးတော့ကြတတ်ပါတယ်။အဲတချို့ဟာကဗီဒီယိုကအားနေနေတယ်။အမ်ပီယာကြနေတယ်။မော်တာအတွက်တယ်ဆိုလေအိတ်ဖို့ အေးဘိုးလောက်ထီအောင်ကိုကျွန်တော်ကဆက်နိုးနိုင်ပါသေးတယ်ဒါမော်တာတွက်မှာနော်အဲမော်တာလေးရင်တော့အေးဘိုးကြီးကြရင်တော့တိတ်မလွယ်တော့ဘူးအဲပုံမှန်မော်တာလေးတွက်တယ်ဘက်ထီလေးကောင်းနေဆိုရင်တော့ကျွန်တော်ကအဲဆက်နှက်ဖို့ဆက်သုံးဖို့ကနေကြရင်10ဖို့ကိုဖို့အောက်ထည့်ဖို့အိုက်ထည့်ဖို့မကြပါဘူးဒါလောက်ဆိုရင်ဘက်ထီကိုကောင်းပါရဲ့နော်ဒါလောက်ဆိုနားလည်ပါပါ